ဆေးရုံတစ်ခုလုံးကလူတွေအလုံးတိတ်ဆိတ်သွားခဲ့ကြပါတယ်။ဒီကောင်လေးမွေးဖွားလာတဲ့အခါမှာ သူ့ရဲ့မျက်လာသွေးပင်ကထူးခြားနေလိုပါပဲ။သူ့မျက်လုံးတွေကအယမ်းကြီးလွန်းနေတာကြောင့်သူ့ရဲ့ဥကောင်းကလည်းပုံမှန်မဟုတ်ပဲကြီးမားနေပါတယ်။ဆရာဝန်တွေဟာမိခင်ကိုဘာပြောရမှန်းမသိပဲအချင်းချင်းကြည်နေခဲ့ကြပါတယ်။ကလေးငယ်ကိုမွေးဖွားလိုက်တဲ့အခါသူ့နာပြူတွေကနောက်ကိုခြေတလန့်ဆော့သွားခဲ့ကြပါတယ်။ ကလေးငယ်ကသူ့ရဲ့မျက်လုံးတွေကိုထူးဆန်းတဲ့ပုံစံနဲ့ဖွင့်ကြည့်ပြီးစိတ်မချမ်းမြေ့စရာပြင်းထန်တဲ့အမူအရာနဲ့ပတ်ဝန်းကျင်ကအရာအလုံးကို အကဲဖြတ်နေလို့ဖြစ်နေပါတယ်။သူ့ရဲ့ဦးခေါင်းကအယံကြီးလုံးတာကြောင့်စေးဘဆိုင်ရာဝန်တန်းတွေဟာထိခိုက်မှုမရှိအောင်တည်တည်ချချာထိန်းကင်ထားရပါတယ်။အစပိုင်းမှာတော့မိသားစုကဒါကိုတာမန်ယောဂအခြေအနေတစ်ခုလို့ပဲထင်ခဲ့ကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲ ဘသူမှမရှင်းပြနိုင်တဲ့အရာတခုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ဒီကလေးငယ်ဟာ တခြားကလေးတွေလိုမငိုဘူး၊စူညံတန်မပေးဘူး၊ပြီးတော့မအိတ်ဘူး။သူ့ရဲ့အကြည့်ကအမြဲတမ်းလူတိုင်းပေါ်မှာစူးစိုက်မြဲမှန်နေပါတယ်။ညဘက်ဒီမှာဆိုရင်ကလေးငယ်ကတွားတွားဖို့တောင်မနေအားယူတဲ့ကြားတွေကကလေးခန်းလဲမှာခြေတန်းနေကြားရတယ်လို့သူ့ရဲ့မိခင်ကကြင်တွယ်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကအင်းနီးချင်းတွေကဒီကလေးငယ်ဟာတခြားသူတွေနဲ့မတူဘူးသူ့ရဲ့မွေးဖွားလာမှုကလွှဲဝစမ်းကြယ်တဲ့ရွယ်ချက်တစ်ခုကိုစောင်းယူလာပုံရတယ်လို့ပြောဆိုခဲ့ပါတယ်။ရက်အနှဲငယ်ကြာပြီးနောက်မှာတော့သူတို့ရဲ့တန်တရားတွေဟာအတီးပြုတ်ခံခဲ့ရပါတယ်။